ီစစပိုင်းတွင်တောက်ကြသားမိတွင်ကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက90လောက်ရှိနေပါတယ်တတိထားရမှာ30လောက်ရှိနေပါတယ် ဘာတွေကကောင်းနေတာလဲဘာတွေသိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကရန်ကောင်းနေပါတယ်။ဒီလာမဲ့ဆက်လပိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေတွေစုမိတာမျိုးငွေတွေရရှိတာမျိုးကိုရရရှိတဲ့ငွေတွေပေးရရှိတဲ့ငွေတွေပေးနိုင်သွားတာမျိုးရရရှိတဲ့ငွေတွေကလည်းအလွယ်တကူရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အရန်ကောင်းတာကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းကံကအရန်ကောင်းပါတယ်ခင်ဗျာ။ ဒူလျောက်တချံမိတ်ဆွေကံတငယ်ချင်းကံနဲ့ပတ်သက်လည်းရန်ကောင်းပါတယ်။ကိုအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတယ်ဆိုရင်တငယ်ချင်းတွေအကူအညီတောင်းပါတငယ်ချင်းတွေကိုပြောပြပါသူတို့ရဲ့အကူအညီထောက်ပံ့ကြောင်းကိုမှအဆင်ပြေသွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ရက်ဝေရတငယ်ချင်းမိတ်ဆွေအကူအညီထောက်ပံ့ကောင်းတွေအများကြီးရရှိပါမယ်။တခုတတိထားရမှာကမိသားစုရင်းနဲ့ပတ်သက်တာမိသားစုနဲ့ပတ်သက်ပြီးတော့ကိုအဆင်မပြေမှုလေးတွေဖြစ်နိုင်ပါတယ်။အထူးပြုဆန့်ရမှာကကိုရဲ့မိသားစုထဲမှာ ဟိုအိမ်ပူနေတာတွေအိမ်ဆူနေတာတွေနားလည်မှုလွဲနေတာတွေကိုကလည်းပြောရဆိုရခက်တယ်သူတို့ကလည်းနားမထောင်ပြီးတော့ကိုကိုလည်းပြောဆိုရင်လည်းကိုကလည်းနားမဝင်ဒီလိုအခိုက်အတန့်တွေကြုံပြီးတော့အိမ်နှွေးရေးတသနာတွေရင်ဆိုင်နေရပါတယ်။ဒါကြောင့်မို့တောက်ကြသားတွေအထူးပြုဆိုင်ရမှာကမိသားစုရင်းနဲ့ပတ်သက်ပြီးတော့အထူးပြုဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်ဒီလာမဲ့ဆက်တလပိုင်းမှာအိမ်ဝဲသားတွေအိမ်ရောင်းသားတွေ ခြံဝဲတာတွေခြံရောက်တာဒီကိစ္စတွေမလောက်တာအကောင်းဆုံးပဲစာချုပ်စာကမ်းနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေရင်ဆိုင်ရတတ်ပါတယ်။တရားတောက်ကြသားတွေတွေဒီလာမယ့်ဆက်လာပိုင်းမှာအိမ်ခြံမင်းနဲ့ပတ်သက်ရင်အကျိုးမပေးတဲ့လာတလာဖြစ်ပါတယ်။အချစ်ရင်နဲ့ပတ်သက်မယ်ဆိုရင်ကောင်းပါတယ်အရှင်ပြေပါတယ်။တခုဒီသားရမှာကမိမိကအတုံးမကြမှုကြောင့်ကိုယ့်ရဲ့အချစ်တွေညံ့သွားတတ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုချစ်ပါလျက်နဲ့နော်မကြာခဏကိုယ့်ရဲ့ချစ်သူမောင်ပြဿနာစားတာတွေနားလည်မှုလွဲတာတွေမတရားဆွဆွဲတာတွေအဲ့လိုမျိုးကြာလာနေအများနော်ကိုယ့်အတုံးမကြမှုကြောင့်ကိုယ့်ရဲ့ချစ်သူကကိုယ့်ဥပိ္ပခါပြူတာတွေကိုယ့်ကိုမချစ်တော့တာတွေပြီးရင်ကိုယ့်ကိုဒစိမ့်ဆန်သွားတာတွေကိုယ့်ကိုစိတ်ကုံစိတ်ပြတ်သွားတာတွေရင်ဆိုင်ရတတ်တယ်။ဒါကြောင့်မို့တောက်ကြသားတွေအချိန်နဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူပေါ်မှာတန်လျာစိတ်မထားဘဲနဲ့ချစ်ချစ်ခင်ခင်ကျင်နာလေးဆက်ဆံပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ တခုထိထားရမှာကကိုအလုတ်ထဲမှာပဲဖြစ်ဖြစ်နော်မိသားစုမှာပဲဖြစ်ဖြစ် ကိုဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးတစ်ချိန်တစ်ခါလောက်နော်မကောင်းလုပ်မိတာလို့ဖြစ်ချင်းဖြစ်မယ်ကိုကစိတ်တူသောထားခက်လို့လေသူတို့စကားကြမ်းပြောမိတာလည်းဖြစ်ချင်းဖြစ်မယ်အဲ့လိုမျိုးတစ်ချိန်တစ်ခါလောက်သူတို့ဘုံမှာအမားလေးလုပ်မိတာနဲ့ကိုကိုနော်လူโซတယောက်လို့ကိုဘလောက်ပဲကောင်းခဲ့ကောင်းခဲ့နော်တစ်ချိန်တစ်ခါလောက်မကောင်းမိတာနဲ့နော်ကိုကို feeling တယောက်လိုမျိုးလေးဆက်ဆံတတ်ပါလေဒါကြောင့်မို့ဂယုမဆိုင်ပါနဲ့အလုတ်ထဲမှာတော့လကောင်း မိသားစုထဲမှာလောကောင်ကိုကမှန်အောင်ပဲနေပါစေနာထားပါမြေတာထားပါကိုကမှန်နေတယ်ဆိုရင်တော့ဘုသူ့မှာဂရုမစိုက်ပါနဲ့ကိုလှုပ်ဆန်စီတာဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအိမ်အောင်ရင်းနဲ့ပတ်သက်ရင်သူပြုစိုက်ပါခင်ဗျာအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ညံ့သွားတတ်ပါတယ်ဘာကြောင့်ညံ့မှာလဲဆိုမိသားစုရင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်တွေထိခိုက်တတ်ပါတယ်ဥမာညီကိုမောင်နှမတွေကြောင့်မိဘတွေတက်ကြောင့်ကိုယ့်ရဲ့ပတ်ချံကလည်းဖြစ်ချင်းဖြစ်မယ်သူ့ရဲ့ပတ်ချံကလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒီမိသားစုရင်းပြက်နာကြောင့်ကိုယ့်ရဲ့အိမ်အောင်ရေးကလည်း ထိခိုက်ပျက်စီးပြိုကွဲတတ်ပါတယ်။ဒါကြောင့်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်မိသားစုရဲ့အထူးမြူဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အိမ်တော်ရေးအစမပြေတဲ့သူတွေအိမ်တော်ရေးကြောင့်တောကများတဲ့သူတွေအိမ်တော်ရေးကြောင့်စိတ်ညစ်နေရတဲ့သူတွေရှိတယ်ဆိုရင်ဘယ်ရနောက်မှာကျွန်တော်ရေဒီယာလေးပေးမယ်။ဒီရေဒီယာကိုဖျအောင်လုပ်ပေးပါခင်ဗျာ။အခြေအစမပြေတဲ့သူတွေကလည်းလုံလုံရပါတယ်เนาะရေဒီယာကိုဖျအောင်လုပ်ပေးပါလို့ပဲအကြံပြုချင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်မယ်ဆိုအထူးမြူဆိုင်ပါကိုလုံနေတဲ့အလုတ်ကအမြင့်တက်နေရတဲ့အလုတ်တွေ နော်ကိုလှုပ်နေတဲ့အလုတ်ကအဝေးကိုသွားနေရတဲ့အလုတ်တွေမလန်းခီးတွေပေါ့နော်သွားမယ်လာမယ်အဲ့လိုလှုပ်ကင်နေတဲ့အလုတ်တွေပြီးအမြင့်တွေတတ်နေရတဲ့အလုတ်တွေဆိုအထူးပြုဆိုင်ပါအကျိုးမပေးပါဘူးခင်ဗျာဒီအလုတ်တွေလှုပ်ကင်မိမယ်ဆိုအထူးအထူးပြုဆိုင်ရမှာဖြစ်ပါတယ်ကိုရဲ့အလုတ်ကဟိုငြင်းငြင်းမနေရဘူးအမြဲတမ်းသွားနေရတဲ့လာနေရဒါပေမဲ့ကိုရဲ့အလုတ်တွေက အမြင့်တွေကိုတက်နေရတယ်ဆိုရင် view site မှာလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ဒီလှုပ်တွေကကိုယ့်အတွက်အကျိုးမပေးဘူးဒီလှုပ်တွေကကိုယ့်မှာထိခိုက်နာကျင်တတ်ပါတယ်ဒီတစ်ချက်တော့အထူး view site မှာလို့အကြံပြုချင်ပါတယ်ခင်ဗျာကိုယ်ကကံကောင်းကျင်တယ်ဆိုရင်ရရားလေးချီပေါ့နော်ကံလေးတွေကောင်းလာမှာဖြစ်ပါတယ်ဘာသာပြားနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းပါတယ်ခင်ဗျာဘာသာပြားနဲ့ပတ်သက်ပြီးတော့အထိတ်ထန်တွေဝင်ပါအထိတ်ထန်မိတိတွေစိတ်ပါကိုဖြစ်ချင်တဲ့ဇာတ်တွေပြင်းပြအောင်မြင်သွားမှာဖြစ်ပါတယ်။ကျွန်တော်တင်ထားပေးတဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိတယ် နော်ဒီတစားမိုးလာပြည့်ညမှာပြုတ်လို့ရမယ်အစီရင်ရေတရာလေးပေါ့နော်ဒါလေးကိုပြုတ်လောက်လိုက်ခြင်းအပြင်မိတ်ဆွေတလားလုံးအစဉ်ပြေမှာဖြစ်ပါတယ်အာဒီရေတရာကိုလည်းဒါကြည့်ပြအောင်ကြည့်ပါဗီဒီယိုအောက်မှာကျွန်တော်အလင့်လေးခြားထားပေးပါမယ်တွားရောက်ကြည့်လိုက်ပါခင်ဗျာဒီအစီရင်လောက်လိုက်ခြင်းအပြင်လည်းတောက်ကြသားတွေကံကောင်းခြင်းတွေပို့ချီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့အစီရင်လေးလောက်လိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာတောက်ကြသားမီဖိဖေးမေမေနေနဲ့အထူးဒီထားရမှာကနော် တဟားကျုံနဲ့ပတ်သက်တာအကျုံပေးရတဲ့ကြောင့်တားတွေအတွက်ကြောင့်ကို့မှာစင်ကြီးရတာတွေပူပန်ရတာတွေသူတို့အတွက်ကြောင့်ကို့မှာတောကများတာတွေတော့ ရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်တာဟာကျိုးနဲ့ပတ်သက်မယ်ဆိုရင်တော့အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ။တမီးကျိုးကတော့ခံစား권ရှိတယ်။တမီးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်တမီးကျိုးကတော့ခံစား권ရှိနေပါတယ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာပလာဖြစ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်တက်စတင်ချင်တာလားအလောက်တွေတိုးချဲချင်တာလားအလောက်တွေပြောင်းချင်တာလားဆွေးချင်တာလားအလောက်နဲ့ပတ်သက်ပြီးတော့ဘယ်အလောက်မဆိုအကျိုးပေးနေလာလာဖြစ်ရတဲ့အကြောင်းမို့ เนาะရဲရဲတင်းလောက်ကင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်အလောက်ကင်မရှိတဲ့သူတွေအလောက်ကင်ရှားဖွေတဲ့သူကလည်းမကြခင်ပါလို့တွေရရှိတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ញញញဆန်ဆန်ရချင်တယ်ဆိုရင်တော့ဘီဝဲနောက်မှာကျွန်တော်ရတရားလေးပြေးမယ်။ဒီရတရားလောက်လက်ချင်ရပြီ။ကံကောင်းမှုတွေတွေကိုယ့်ချီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရတရားဖြောင်းလုပ်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကံနဲ့ပတ်သက်ပြီးတော့เนาะလက်လက်ပတ်တွေဆွေလာနိုင်နေကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်နေလာတလာဖြစ်ပါတယ်။ကံစမ်းချင်တယ်ဆိုရင်တော့ခုနှစ်ပါတဲ့နံပါတ်တွေကအကျိုးပေးတယ်။ ခိုနှစ်ပါးရဲ့နံပါတ်တွေကိုစမ်းတက်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကံကောင်းနေတဲ့အယောင်ကတင်ပြားယောင်ရဲ့အပြားယောင်ရဲ့ကအရန်ကံကောင်းပါတယ်အရန်လည်းအကျိုးပေးပါတယ်ဒီလိုယောင်တွေဝတ်ဆင်ချင်အပြင်ကံကောင်းမှုတွေကိုကိုယ်ကြည့်ရောက်ရှိလာမှာဖြစ်ပါတယ်အရန်ကောင်းတာတခုကခီဝေးသွားမဲ့သူတွေခီထွက်မဲ့သူတွေအလောက်ကိုင်းနေရက်ဝေးသွားမဲ့သူတွေရှိတယ်ဆိုရင်တေးကြပေါ့အစဉ်ပြေသွားမဲ့လာသလားဖြစ်ပါတယ်တေးကြပေါ့ရက်ဝေးခီစင်တွေကကိုယ်အကျိုးပေးနေတယ်လာသလားဖြစ်ပါတယ် အရန်ကောင်းပါတယ်အခုကျွန်တော်ပြောတဲ့အချက်လေးတွေမိတ်ဆွေကသတိထားနိုင်မယ်ဆိုရင်ဒီလာမယ်ဆက်လာပိုင်းမှာတောက်ကြာသားမိတွေကံကောင်းခြင်းတွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျွန်တော်ပေးတဲ့ရည်ရအောင်လည်းပြောင်းလုပ်ပေးကြပါခင်ဗျာကဲတော်တော်များများကတော့ညံ့နေတာတော့မရှိဘူးကောင်းတာလေးတော့များတယ်အထူးတိထားရမှာကအိမ်တော်ရင်းနဲ့ပတ်သက်တာမိသားစုရင်းနဲ့ပတ်သက်တာကျမ်းမာရင်းနဲ့ပတ်သက်တာနောက်ပြီးအချစ်ရင်းနဲ့ပတ်သက်တာလူမှုရင်းနဲ့နည်းနည်းလေးပတ်သက်ဒီအချက်တွေပဲတိထားရမှာဖြစ်တယ်ကျန်တဲ့ဟာတွေတော့တော်တော်များများတော့ကောင်းတယ်ကဲဒါဆိုရင်ကျွန်တော်ရည်ရလေးပေးမယ် ဒီရည်ရောင်လှုပ်လှက်ခြင်းအပြင်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရည်ရောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ရည်ရောင်ကျွန်တော်တို့တူလက်ကြည့်ကြအောင်မယ်ခင်ဗျာ။တောက်ကြသားတွေကံကောင်းခြင်းနဲ့အရှင်ပြေခြင်းနဲ့နော်အိမ်အောင်ရေးတော်လကောင်းစီးပွားရေးကျမ်းမာရေးဆက်ဆံရေးဒီဆက်ရပိုင်းမှာကံကောင်းခြင်းနဲ့ဆိုရင်အခုကျွန်တော်ပေးမယ့်ရည်ရောင်နှစ်ခုကိုဖြစ်အောင်လေးလုပ်ပေးပါမခက်ပါဘူးလွယ်ကူပါတယ်။လောက်ရောက်မှာကနော်တောက်ကြသားတွေအတွက်ဘယ်နေ့ပဲဖြစ်ဖြစ်နော်လှုပ်လို့ရတယ်။မြန်လေကောင်းလေပဲ ထမချေရမှာကနှင်းစီပန်းအနီရောင်အနီရဲရဲလေးတပွေကိုကိုယ့်ရဲ့ပက်ဆန်အိတ်ထဲတော့လကောင်းနော်ကိုယ့်ရဲ့ဘဲအိတ်ထဲတော့ကောင်းကိုကဆောင်းထားလိုက်ပါထဲထားလိုက်ပါနော်လာကောက်ရင်တော့စို့လိုက်ပါဒီရတရားလေးကိုပြုလုပ်ရမှာဖြစ်ပါတယ်ဒီနှင်းစီပန်းကိုဆောင်းထားချင်ရမယ်ကံကောင်းမှုလေးတွေကိုယ့်စီကိုရောက်လာမှာဖြစ်တဲ့မျက်နှာဆန်းပွေ့ခြင်းလူချစ်သူခင်များခြင်းပြောဆိုများအောင်မြင်ခြင်းနော်အိမ်တော်ကြီးတွေတာယာခြင်းအချစ်တွေကံကောင်းလာခြင်းဖူးစာစစ်ဖူးစာမှန်ပေါ်လာခြင်းတွေ ြုံတွေ့မှာဖြစ်ပါတယ်။မျက်နှာကလည်းအချီတက်ရမယ်။ကဲကျွန်တော်လိုပေါ့မျက်နှာမြင်တာနဲ့ချစ်ခင်တနာလေဆိုတဲ့အချီတက်တွေလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့စီပန်းကိုဆောင်ထားလိုက်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာ။ဒုတိယတစ်ချက်ရေတရားကနော်အုံးရီတစ်ခွက်နဲ့နော်ခြေရမှာဖြစ်ပါတယ်။အုံးရီတစ်ခွက်ကိုမိမိရဲ့နေတဲ့အိမ်တော်၎င်းအခန်းတော်၎င်းလှေကားရင်တော့ရှိမယ်။အဲ့ဒီလှေကားရင်မှာလက်ကိုပြောင်းမြန်လေးကင်ပြီးတော့နော်ဒီလိုလေးတော့အမှန်တော့ကင်ပတ်ပြန်ရမှာပြောင်းပြန် လှေကားရင်းမှာအုံးရီကိုပတ်ဖြန်ရမှာဖြစ်ပါတယ်။အဲ့ဒါပတ်ဖြန်ပြီးတော့ကိုကဘယ်လိုလုပ်ရမလဲဆိုတော့ကိုကတုတ်တင်လဲတုတ်လိုက်ပေါ့နော်။ကိုရဲ့အိမ်မဲဆိုရင်တော့လည်းရတယ်ကိုထားထားလိုက်။ဆီမြက်ချေတော့ဒါတုတ်လိုက်တာကောင်းပါလေပတ်ဖြန်ပြီးတော့တုတ်လိုက်ပေါ့နော်။ဒါလူကြီးတွေချော်လဲမှာလည်းစိုးရင်ရတာ哦။ဒါကြောင့်မို့ပတ်ဖြန်ပြီးရင်တော့တေချာလေးပြန်ပြီးတော့စင်ကြအောင်တုတ်လိုက်ပါ။ ဘယ်နေရာမှာဆိုလှုပ်လို့ရရင်နော်ကိုနေတဲ့အိမ်တော်လည်းကောင်းအခန်းတော်လည်းကောင်းတိုက်တော်လည်းကောင်းဖြေကားရေးမှာလက်ပြောင်းပြန်လေပတ်ပြန်ချင်းအားဖြင့်အညက်လေးတွေဖြေပြောက်သွားပြီးတော့ကောင်းတော်နမိတ်ကောင်းတော်တိတ်ကောင်းတော်ငွေကြီးကောင်းတော်လက်လံပန်းကောင်းတော်အိမ်တော်ကြီးတွေနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရေတရားကိုဖျောက်လေးလှုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် ကဲကျောင်းမင်းဆွေတွေနားလေသဘောပေါက်ကြပြီထင်တယ်နားမလဲတဲ့သူတွေတော့တိတိကျမသိတဲ့သူတွေမရှင်းတဲ့သူတွေကျွန်တော် comment မှာချက်လောက်မှတ်လာခဲ့ပြီပါခင်ဗျာကျောင်းမင်းဆွေတွေနှစ်အစာနှစ်အစုံကောင်းတော့နမိတ်ကောင်းတော့တိတ်ကောင်းတော့ငွေချင်းကောင်းတော့လက်လက်ပတ်နဲ့ပြည့်စုံပြီးတော့ပျော်စွင်တော့မိသားစုပွားပျော်စွင်တော့ချစ်သူပွားပျော်စွင်တော့အိမ်တော်ကြီးတွေတာယာကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်